ကြောင်ညာတကုတ်မှာအင်ဒရာဂျော်စင်နဲ့မိုးအီကိုရိုထိတ်တန်းမင်းသမီးတွေထတ်တောင်ပိုလာနေလို့လူပြောများနေရဲ့ရုံးတွေလွင်မှုပရိသတ်များအားလုံးမင်္ဂလာပါရှင့်အနုပညာလောကမှာမရေထားပေမယ့်အားလုံးနားလည်ထားတဲ့စီမင်းတစ်ခုရှိပါတယ်အဲ့ဒါကတော့မျိုးဆက်တဲ့အနုပညာရှင်တယောက်ဟာဒိတ်ဒိတ်ကျဲစီနီယာတွေနဲ့အတူအလုပ်လုပ်တဲ့အခါစီနီယာတွေရဲ့ဂုဏ်ကိုလေးစားသောအဖြစ်သူတို့ရဲ့အရေးအောက်မှာပဲနေတတ်ကြတာမျိုးပါအ ဒါပေမဲ့အခုတခါမှာတော့အဲ့ဒီစင်းမြင့်တွေကိုချိုးဖြတ်ပြီးတော့စီနီယာအလှဘရင်မကြီးနှစ်ယောက်ရဲ့အချိန်အဝါကိုတော့ကြောလင်သွားခဲ့တယ်လို့ပြောစမှတ်ပြုခံနေရတဲ့သူတယောက်ပေါ်လာခဲ့ပါတယ်။အဲ့ဒါကတော့အလုံးရဲ့ခီလီရုံးလေလင်မိုးပဲဖြစ်ပါတယ်။ဒီအကြောင်းကိုမပြောခင်မှာမြမအလှတရားရဲ့ထိတ်ဆုံးမှရှိနေတဲ့မင်းသမီးကြီးနှစ်ယောက်အကြောင်းကိုပြောချင်ပါတယ်။တယောက်ကတော့အသက်ရွယ်ကိန်းကနန်းတွေသူ့အပေါ်မှာတရားမှုမရှိသလိုအမြဲတမ်းကြက်တည်ရှိရှိနဲ့တင်းငိမ်အေးချမ်းနဲ့အလှနဲ့ပြည့်စုံနေရဲ့ဥဝဲပဲဖြစ်ပါတယ်။နောက်တယောက်ကတော့မြင်လိုက်တာနဲ့တော်ဝင်နန်းဆန်တဲ့ခံစား ားမှုကိုပေးစွမ်းနိုင်ပြီးတော့ခန္ဓာကိုယ်အချိုးအစားကစားပြည့်ချက်မရှိသူမိုးရီကိုပါပဲသူတို့နှောင်းဟာအလားတရားရဲ့နယ်ပယ်တစ်ခုစီမှာကိုပိုင်ဟန်နဲ့စိုးစံနေကြတဲ့သူတွေလို့တောင်တင်စားနိုင်ပါတယ် ဒီလိုအလှပြင်မနှစ်ယောက်ပါဝင်တဲ့စိန်ရွှေရတနာကြောညာတခုမှရုံးရီလင်မိုးပါဝင်လာတဲ့အခါမှာအလုံးကသူမကိုဖြည့်ဆွတ်တရုံဆောင်တယောက်နေနေတာမျှော်လင့်ခဲ့ကြတာပါ။ဒါပေမဲ့ကြောညာတခုလုံးကိုကြည့်လိုက်တဲ့အခါမှာတော့ဇလန်းကတမျိုးပြောင်းသွားခဲ့ပါတယ်။ပရိသတ်တွေရဲ့အယုံဆိုင်မှုတခုလုံးကရုံးရီလင်မိုးစီမှာပဲစူးစီးနေခဲ့ပါတယ်။သူမရဲ့မျက်နှာပေါ်ကနုပြိုလန်းဆန်မှုမိခင်တယောက်ဖြစ်သွားလို့ရလာတဲ့ယဉ်ကျေးတည်ငြိမ်မှု နောက်ပြီးတော့တန်ဖိုးကြီးရတနာတွေနဲ့ပေါင်းစပ်လိုက်တဲ့အခါပေါ်ထွက်လာတဲ့မဟာဆန်မှုတွေကအင်ဒရာကျော်စင်ရဲ့ချက်တည်ရင်နဲ့မိုးရီကိုရဲ့တော်ဝင်အလှကြားမှတောင်းလုံးဝအမေးမိန်မသွားခဲ့ပါဘူး ပရိသတ်တွေအများစုကတော့ဥဝဲရောမိုးရီကိုရောလှနေပေမဲ့ဒီကြောင်ညာမှာတော့ခေလေးကအားလုံးထပ်ပို့ပြီးတော့မျက်စိတွေဆွဲနေရလို့တညီတညွတ်ထဲမှတ်ချက်ပေးခဲ့ကြပါရယ်ဒီလိုမျိုးစီနီယာမင်းသမီးတွေချားမတောင်ထင်းနေရအလားမျိုးကရှားပါပါရယ်ဒါကြောင့်ပရိသတ်တွေကသူမကိုတခေတ္တကာကဒန်နာရီလောင်အလားရှင်ဖြစ်တဲ့မင်းသမီးကြီးနန်တာလိုင်နဲ့နှိုင်းရှင်ပြောဆိုလာကြပါရယ်နန်တာလိုင်ဟာကြည်လိုက်တာနဲ့တစိမ့်စိမ့်ငေးမောရလောက်တဲ့တော်ဝင်ဆန်တဲ့အလားကိုပိုင်ဆိုင်ခဲ့ရပါအခုယုံရီလင်မိုးရဲ့အလားကလည်းအဲ့ဒီလိုမျိုးမျိုးဆက်ရဲ့အလားတရားကိုပြန်လဲအသက်တွင်းလိုက် က်တယ်လို့ပါပဲလို့ချီကျူးခံနေရတာပဲဖြစ်ပါတယ်။ငငယ်ရွယ်ရွယ်နဲ့မိခင်တယောက်ဖြစ်သွားခဲ့လို့တချိန်ကပရိသတ်တွေနှမျောခဲ့ရတဲ့ရုံးတွေလည်းမဟုတ်ကောင်။အခုတော့အဲ့ဒီမိခင်ဘဝကနေရင်ကျက်တည်ငြိမ်တဲ့အလားတရားတွေကိုထပ်ဆင့်ပေါင်းထည့်ပြီးတော့အားလုံးရဲ့အမြင်မှာအရင်ကထက်တောင်မှပိုပြီးတော့လှပလို့လာခဲ့ပါပြီ။ သူမရဲ့လက်ရှိအောင်မြင်မှုကအချိန်အခါမရွေးအခြေအနေတွေဘလို့ပဲဖြစ်ဖြစ်တကယ်လှတဲ့သူကတော့အမြဲတမ်းလှနေမှာပဲဆိုတာကိုသက်သေပြနေတယ်လို့ပါပဲပရိသတ်ကြီးတို့ရောဒီကြောညာမှာရုံးရီလင်မိုးရဲ့အလှကထိတ်တန်းမင်းသမီးကြီးနှစ်ယောက်ကိုတောင်ကြော်လွန်သွားတယ်ဆိုတဲ့မှတ်ချက်ကိုသဘောတူပါသလားရှင်မိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်